ာနေစွာပါကျွန်တော်ရဲ့ APR အခမ်းအနားမှာကျူရှင်လေးကနေမြေတွေ့ဆောင်ပြန်လေးကြိုးဆိုလိုက်ပါတယ်။ဥရပသမကနေဆွီဒင်ပြင်သစ်ကနေဒါစတဲ့တန်ယုံတွေကနေဒွန်ဆန်းစုကြည်ဝင်းတွေတွေဆူတောင်းခဲ့ကြပါတယ်။မြန်မာနိုင်ငံအခြေစိုက်ဥရပသမကဆွီဒင်ပြင်သစ်အမေရိကန် UK အီတလီ ဖင်လန်၊ဂျာမနီစရှိတဲ့တန်ယုံကတန်ယုံတွေကလည်းယနေ့ကြာရောက်တဲ့ဒေါ်ဆန်ဆူဂျီရဲ့အသက်80ပြည့်ဝင်တွေကိုကွန်ပျူတာအပြင် profile feature ပြောင်းလဲခြင်းဒေါ်ဆန်ဆူဂျီပုံတွေကိုတင်ခြင်းအပြင်စူတောင်းပေးခဲ့ကြပါတယ်။ UK အစိုးရအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တကွာမြန်မာနိုင်ငံအတွင်းမတရားဖန်ဆီးခံရသူများအလုံးကိုရှင်းရှင်းမရှိပြန်လည်ပေးဖို့တောင်းဆိုကြောင်းလေးတန်ယုံစာမျက်နှာမှာဖော်ပြထားပါတယ်။ရန်ကုန်အခြေစိတ်အမေရိကန်တန်ယုံကလည်းနေ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပြီး 2021ခုနှစ်ဖေဖော်ဝါရီလမှာထင်သိမ်းခံရပြီးအကျင့်ကျလျက်ရှိစဉ်ဆင်တွေးရသည့်၅ချိန်မြောက်မွေးနေ့ဖြစ်ကြောင်းသူရဲ့ဘဝနဲ့လှုပ်ဆောင်ရှိတွေဟာမြန်မာပြည်သူတွေအတွက်အငြိမ်းချမ်းတဲ့ဒီမိုကရေစီနာလိုလာတောင်းတမှုတွေကိုထင်ဟပ်လျက်ရှိကြောင်းယနေ့အခါသမယမှာသူနဲ့အတူခြားတော်မတရားဖန်ဆီးထင်သိမ်းထားသူများကို ကြံလိုပေးရအရှက်သားပြည်သူများကိုအကြံပေးမှုများကိုရက်တရံနဲ့အကြက်အသေးကိုအဆုံးသတ်ရန်သစ်စင်သူအားလုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံရန်စစ်အာဏာရှင်အဖွဲ့အစည်းတွေကိုဆက်လက်တောင်းဆိုဖော်ပြထားပါတယ်စစ်တပ်ကအာဏာသိမ်းခဲ့သည့်2022ခုနှစ်ဖေဖော်ဝါရီလတရနေ့ကတည်းကဒီနေ့အချိန်ထိပုံမှန်ပေါင်းများစွာနဲ့ဖန်စီချင်းချခံရစေဖြစ်တဲ့တော်ဆန်းစုရဲ့နေ့80ပြည့်မွေးတွေကိုနိုင်ငံတကာနဲ့ပြည်တွင်းနေရအနှံ့ပြမှာပန်းတပိတ်နဲ့အင်ဂျီအပြန်ရောဝက်လှူချမှုတွေပြုလုပ်နေကြသလို ငွေနဲ့စူတောင်းရှုပ်တန်းဖိန်8000ကျော်နဲ့ Greenish Sanction Day ဂျိုပန်လှူရှားမှုတွေလည်းဂျမန်တွေကသက်မှတ်ရည်တွေပြေးသွားပြီးဖြစ်ကြောင်းသိရပါတယ်ငွေနဲ့မတိုင်ခင်တရက်လိုမှာငွေနဲ့စူတောင်း8000ပြည့်သွားခဲ့ပါပြီ။ပါဝင်စူတောင်းပေးသူများအားလုံးနဲ့စူတောင်းမှုများကိုရရှိအောင်ကူညီပေးခဲ့ကြသူအားလုံးကို Kim နဲ့ Campaign ဖြစ်များရေးကော်မတီကကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။တော့ Suit IT Party Campaign ဆက်မနာမှာဖော်ပြပါတယ်။ လက်ရှိကမ္ဘာပေါ်မှာမွေးနေ့ဆူတောင်းဗီဒီယိုအများဆုံးလက်ခံရရှိတာပြီးဂရင်းနစ်ဆန်ရှင်တင်ထားသူဟာအိန္ဒိယနိုင်ငံဟာရနာရှိဒေရာစာချာဒူဆာ DSS ဘာသာရေးအဖွဲ့ရဲ့ဘာသာရေးကောင်ဆောင်စင်ကာမီထရန်ရဟန်ဟိုက်ကီအန်ဆန်အိန္ဒိယဖြစ်ပြီးတော့သူ့ရဲ့ most popular getting video receipt Guinness World Record ကို2019ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာ3200 200ခုနှစ်ဗီဒီယိုနဲ့ဆန်ရှင်တဲ့ကြောင်းအတည်ပြုခဲ့ပါတယ်သူရဲ့ဝင်နေဆိုတော့ဗီဒီယိုဖိုင်တွေကို2016ခုနှစ်ဩဂုတ်လ14ရက်နေ့မှာနိုဝင်ဘာလ14ရက်ခြားရက်ပေါင်း90ကျော်ကြာစုဆောင်ခဲ့ကြတာပါအခုလက်ရှိတော့ဆန်စုကြည်တွေဝင်နေဆိုတော့ဗီဒီယိုကိုခင်းနဲ့ဆန်ရှင်တင်ဖို့စုဆောင်နေကြတာကလွန်စွန်လ၄ရက်နေ့ကစပြီး UK စံတို့ချင်းစွန်လ၁၉ရက်နေ့ည၁၇နာရီအထိ မြန်မာစံတော်ရှင်နေ့ဆိုရင်ဇွန်လ20ရက်နေ့မနေ့၄နာရီခွဲအထိဆိုရင်တော့ဆက်လျှော့ရလာပဲစုဆောင်ရတဲ့သဘောပါရက်မတိုက်ခင်တရက်လုံးမှာပဲ8000ဗီဒီယိုရရှိခဲ့ပါတယ်ဒီလိုဆိုလို့ရှိရင်အပေါ်ကအိန္ဒိယနိုင်ငံသား DSS ဖာတာရေးခေါင်းဆောင်ရဲ့ရခင်ကဆန်ရှင်ကိုနှစ်ဆကြိုကျွလွန်ပြီးတော့ကဘာမှာမွေးနေ့ဆုတောင်းလက်ခံရရှိမှု အများဆုံးပုံကိုဖြစ်လာမှာပါနောက်ထပ်သတင်းမီဒီယာတွေမှာဖော်ပြလာကြတာကတော့ 2025ခုနှစ်မလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အား9တသမာခွနဲ့ဆင်ရှင်ကလေးရောင်း၎င်းအချင်းချခံထားတဲ့အဆောင်ပစ္စည်းခဲ့ပြီးဒေါအောင်ဆန်းစုကြည်ရဲ့ဘေဘက်လက်မောင်းတန်ရာရရှိခဲ့ကြောင်းစုဖောင်ဒေးရှင်းကနေတည်င်ထုတ်ပြန်လာပါတယ်မင်းနဲ့မတကယ်မနေကမှထုတ်ပြန်လာပါစုဖောင်ဒေးရှင်းဥက္ကဋ္ဌဂျင်တော်နဲ့အမှုဆောင်အရာရှိချုပ်ဒေါက်တာမိုက်ကယ်မာရယ်ခရော့စ်ဖီကာကျွန်တော်တို့ဒေါအောင်ဆန်းစုကြည်ရဲ့ ကျမ်းမာရေးနဲ့စံတာဒုက္ခအတွက်အနှောဆိုးရင်ပူပန်နေပါတယ်ခုနသမက်ကကအင်း၎င်းကိုလှုပ်ပေးဖို့အတွက်တိကျစွာတောင်းဆိုထားပါတယ်၎င်းရဲ့ရှစ်စီပြည့်မွေးနေ့မှာစုဖောင်ဒေးရှင်းအနေနဲ့ဒေါက်တာဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုရှစ်ရှင်းနဲ့အကန့်အသတ်မရှိလှုပ်ပေးဖို့တောင်းဆိုပြီးတော့၎င်းဟာမြန်မာနိုင်ငံမှာငင်းချမ်းနဲ့ပြန်လည်တည်မြဲရေးအတွက်မရှိမဖြစ်လွယ်တဲ့ခြေလန်းတည့်ရဖြစ်တယ်လို့ပြောကြားထားပါတယ်ဒေါက်တာဆန်းစုကြည်ရဲ့ရှင်းနေမှာဖြစ်တဲ့ Francois Zimari နဲ့ ကက်တလီနာဒီလာဆော်တာတို့ကလည်းဒွန်ဆန်းစုကြည်ကို2022ခုနှစ်မှာစာရွေးလုံးဝရှော်ဝေထားပြီး၎င်းရဲ့အသက်အရွယ်နဲ့ငလျင်တာကြောင့်ဒဏ်ရာရရှိထားတယ်လို့ယူဆတဲ့အခြေအနေတွေကိုထည့်သွင်းစဉ်းစားကသူမဟာထောင်ထိပ်မှာတည်ဆုံသွားနိုင်တာကိုကျွန်တော်တို့အလေးအနက်စိုးရိမ်နေပါတယ်။ကမ္ဘာကြီးကဒီအခြေအနေတွေကိုဟေ့လီယူရှုထားတယ်လို့ခန်းစားရတယ်လို့သူ့ရဲ့စိုးရိမ်ပုံမှန်မှုတွေကိုထုတ်ဖော်ပြောကြားထားပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ကျွန်တော်တို့ရဲ့မိဖပြည်သူတို့တရားချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ